9ရက်9လ2025ပေါ့နော်ကျွန်တော်ဖြည့်ခံဘွားနဲ့မုန်းခံလူသားကမြေပြင်ရရှိတဲ့တင်းအချက်လက်တွေကိုတက်မတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ဗာဒူချုပ်ကြီးတို့အပါဝင်နတ်ဆက်ကအစိုးရအဖွဲ့ဝင်တရလုံးနဲ့အေဂျင့်စွာနေထိုင်နေတဲ့ပြည်သူလူထုတွေတက်မတော်သားနဲ့တက်မတော်သားမိသားစုတွေကိုသိရှိအောင်မြေပြင်မှာရရှိတဲ့အချက်လက်တွေကိုတင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ ရင်ကတော့တောင်ကြီးမောင်အေးချမ်းရဲ့ကြပြာလေးနဲ့ပေါ့နော်အရင်ဆုံးစမယ်အလဲကြလင်မနှဲ့စဒန်းနဲ့ငွေရှိသူကငွေကိုပြ၍ဒုက္ခပေးရန်ကြံတတ်သည်တဲ့ယာရုရှိက အာနာပြ၍ဒုက္ခပေးတတ်ကြပြန်သည်တဲ့ငွေလက်ခံထားလူရန်သားတို့ငွေအားကိုယူအာနာကူလျက်သူ့လူကိုဘက် ရောထွေးချက်ပြီးအချက်မဲ့စွာ မသိညာကို ခွင့်ခါပေးရင် 实验锻炼，目前的水肯内的，下午放学，另来停来，得清早嘛，拖着嘛个，迈着边要，脚步逃避，面貌血润，央视音乐，南京集团，中大卡嘛，我家边面，么讲呢，为教育个，是的。 မောင်ဝေချန်းတောင်ကြီး905လ2025ရှင်းနာ ਈ 45မှာရေးဖွဲ့ထားတဲ့ကြပြဖြစ်ပါတယ်ခင်ဗျာအဲ့တော့မိမိကြားရှိတဲ့သတင်းအချက်လက်ပေါ့ဗျာနော်အဲ့ဒါလေးကြီးပြောပြမိသမီးလေးညီနေကျကျွန်တော်ကမနေရတော့နည်းနည်းပေါ့နော်ဟိုကျွန်တော်မွေးနေ့လည်းဖြစ်တော့အဲအရှိတ်ဘက်ဟိုဘက်ပေါ့ကျွန်တော်သွားတဲ့နေရာသွားလူဝင်တိုင်းနဲ့သတင်းမကြေညာဖြစ်ခဲ့ဘူးပေါ့နော်ရှင်းရ9လ2025ပခုတ်မှုမျိုးနဲ့မြစ်ချေအောင်သား ပြည်သူစစ်ရွာအားဒရုန်းမုန်းရှင်လုံးရှော့တိုက်ဒရုန်းနှလုံးဖြင့်ယနေ့နေ့နောက်ပိုင်းတွင်အကြမ်းဖက်များတိုက်ခိုက်လာကြောင်းမိမိဘက်မှလျှက်စစ်မိမလာတော့လဲမိစက်ဖြင့်ဒရုန်းကနှလုံးအချိန်မီဖွင့်ထားသဖြင့်ဘုံများရွာပြင်ကြားရောက်ပေါက်ကွဲသွားပြီးလူအဆောင်ဦးအထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်တဲ့နောက်တစ်ခုကတော့ဒါကတော့9ရက်5လ2025မြင်းကျန်ဘာပဲဖြစ်ဖို့သတိရှိရမှာပေါ့နော်မြင်းကျန်ခရိုင်ငဇုံမြို့နယ်တဲ့တရာအုံမြို့နယ် ကြားရှိတဲ့နဘဲပင်ရွာနဘဲပင်ရွာတို့မြင်းမှုမျိုးနဲ့ဓမ္မရောက်ရှိနေသောအကျမ်းဖတ်တောင်းချမ်းသူများနဘဲပင်ရွာတွင်အခြားပူပေါင်းအဖွဲ့များဆက်ဆက်တဲ့တွင်အရာအကျမ်းဖတ်တောင်းချမ်းသူအင်အား90ကျော်ခန့်ရောက်ရှိကြောင်းဆက်ဆက်သိရှိရတယ်တဲ့မစုံမျိုးနဲ့နဘဲပင်ရွာတွင်အကျမ်းဖတ်တောင်းချမ်းသူ90ကျော်ထက် များစွာရှိကြောင်းဆက်သွယ်ထပ်မံရရှိတယ်တဲ့တွင်အရာအခါရမှာစကန်းတိဆောက်ထားကြောင်းလည်းသိရှိရပါတယ်တဲ့အကိုရေးတဲ့ အောက်ခြေကားတဲ့ရက်ကျေးစိန်မှုယာယီမှုနဲ့ရက်ကျေးဥက္ကဋ္ဌတွေတချို့သောရက်ကျေးဥက္ကဋ္ဌတွေတချို့သောနေရာတွေအတော်တော်များများမှာဖျဲသီးဖြစ်နေကြပြီတဲ့တက်မတော်ပုံရိပ်ကြဆင်းအောင်အထက်ကပဲငွေကြေးတွေကိုမတရားကောက်ခံနေသလိုနဲ့ပြည်သူနဲ့တက်မတော်အကြာကြာသူတို့ရဲ့ကိုကြိုးစည်းဝါအလိုငါကလိန်ချင်းညမ်းစင်ဆောင်ရွက်နေကြသဖြင့်ထိထိရောက်ရောက်အေးအေးယူဆောင်ရွက်နိုင်ရန်လိုအပ်တယ်လို့တင်ပြအပ်ပါတယ်တဲ့မြမပြည်မန်တိုင်းတရင် မှန်ဖော်ထုတ်ရေးသတင်းမီဒီယာကိုတော့ PDF နဲ့ဆက်သွယ်နေပါတယ်ဆိုပြီးစာရတို့နဲ့ပေါင်းပြီးကလိန်ညန်းစင်ဆွဆွဲနေကြတဲ့ရက်ကျွေးတွေကို ရာဇသက်ကြီး ပုံမှန်900အတရေပြတ်မှုနဲ့အတူမမှန်ကန်သတင်းပေးမှုနဲ့တရားပြန်ဆွဲပိုင်ခွင့်ရှိပါသေးတယ်။မင်္ဂလာပါကိုဘုံနဲ့ကိုနေရ9လ2025သပေချင်းမြို့နယ်စင်ကူးမြို့နယ်မရေအာမြို့နယ်မန်လီမိုးကုတ်လမ်းမတစ်လျှောက်လမ်းမလမ်းမပေါက် ရန်သူများကြီးစိုးနေတာနှစ်ချီကြာမြင့်နေပြီတဲ့ကိုမေကိုကိုဒေတာကိုလည်းဆစ်ဆောင်နေရပြန်ကြီးနေပြီဗျာတဲ့ကိုဖုံးကြီးတဲ့တရေတွေလည်းပေးတယ်အချက်အချာအဓိကနေရာတွေတော်တော်များများရှိနေပါတယ်ပြောချင်တာကအဓိကထောက်ဖို့တွေက ရွှေထုတ်နေတဲ့နောက်ခံတတိငွေရှင်တွေနေရာတွေဒီတစ်ချက်မှမကြသေးတာပါပဲတဲ့905လ2025ရဲ့နေ့မှာလေရင်ကျဲတယ်ဗျာတဲ့အောက်က point 5တွေနဲ့ပြန်ပစ်တယ်တဲ့အဲ့ဒီလက်နက်တွေဘယ်နေရာ ဘေကားပေါ်မှာရှိထားတာကအစတည်င်းပို့ပြီးသားအဲ့ဒီနေအဲ့ဒီနေရာတွေအဲ့ဒီနေရာတွေကိုတချက်မှမထိခဲ့ဘူးတဲ့ကိုပေါင်းရည်တဲ့အပြစ်ပြောခြင်းမဟုတ်ပါစိုးရိမ်လို့ပါတဲ့အဲ့ဒီလန်ကြီးဟာဟယ်ရီကော်ပရာတွေအတွက်အနေအများနေတယ်လို့ထင်လို့ပါတဲ့အခုချိန်ထိရွှေချက်ကန်ဆေးတွေကလည်းအများအပြားဝင်နေကြောင်းစိုးရိမ်မှုများစွာဖြင့်အောက်ခြေတရင်များကိုပေးဖို့နေရာကြောင်းပါတဲ့အစဉ်လေးစားယုံကြည်အားကိုးစွာဖြင့် နောက်တိုးသတင်းနဲ့တပေချင်းမြို့နယ်အတွင်းမှ PDF အင်အားနေရခန့်ရိတ်ခါအစုံလင်ဖြင့်ဝက်သိဖက်ရှိမှဒိုးနယ်ကျွရဘက်ကိုတက်သွားကြောင်းနှင့်ခမန်းအယမြစ်ကလေးရိုးကိုဖျက်ပြီးပြင်းဦးလွင်သို့နောင်ချိုတောင်းကန်းသို့ယူဆပါကြောင်းအထက်အကြီးငယ်များသိရှိပြီးစဉ်စားဆုံးဖြတ်နိုင်ရန်တင်ပြအပ်ပါတယ်အချိန်နဲ့တပြင်းကြီးကိုပေါင်းရေးတဲ့ဒါကတော့မနေ့ရပါတော့ဒီနေ့ညနေ၄နာရီကျော်က၅နာရီလောက်ထိ PDF တွေနှထိုးကြီးမြို့နယ် KBZ လမ်းနဲ့ ယထာတန်လန်တစ်ချောင်းနားမှာလက်နက်တွေနဲ့နေရာယူပြီးနေကြပါတယ်တဲ့9နာရီလောက်မှာနှရိုးကြီးမျိုးမှလိုက်ထရက်တစီစူပါကာစတန်တစီစိုင်းကယ်တွေနဲ့နှရိုးကြီးမျိုးအရှေ့မြောက်ဘက်ပြောရရင်ကျေးရွာဘက်တိုင်းမောင်းထွက်သွားပါတယ်တဲ့နှရိုးကြီးမျိုးလုံခြုံရေးတပ်ဖွဲ့များတည်ထားဖို့ပြောပေးပါတဲ့ဒီတိုင်းဆိုနှရိုးကြီးမျိုးကအခြေအနေလုံးဝမကောင်းဘူးကိုဖုံးကြီးတဲ့ PDF တွေကမြို့ထဲကိုအုပ်စုလိုက်နေတိုင်းလာပြီးချောင်းနေကြပါပြီတဲ့ကိုဖုံးကြီးတဲ့နှရိုးကြီး PDF တွေကိုတဲ့နှိမ်နှင်းပေးဖို့ပြောပေးပါတဲ့ နှရိုးကြီးတက်မတော်လုံခြုံရေးတွေတည်အောင်ဒီနေ့ပြောပေးစီလိုပါလေကျေးဇူးပါကိုဖုံးနဲ့ PDF တွေကတနက်တွေနဲ့တင်မဟုတ်ဘူးတဲ့ RPG တွေတွေပါစောင့်နေကြတာပါတဲ့နောက်တစ်ခုကတော့ဖောင်းပြင်းနဲ့ဟိုမလင်းကြားကချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ဆက်တော်ရွာစိတ်မှာရေမုံရွှေပေါင်400ခန်းနဲ့နက်ဆက်ရွာစိတ်မှာ900ခန်းရွှေမျောရေပေါင်များ မောင်းနေနေခြင်းကြောင့်ရေချောင်းများပိတ်လူမတက်ဖြစ်ပြီးအဆိုပါရွှေမျောရေပေါင်များဟာအကြမ်းဖက် KIA နဲ့ PDF တို့မှခွင်းပြုထားပြီးလက်စီခွင်းပြုထားပြီးဗာလဲလစဉ်ပေါ့နော်ရွှေများပေးသွင်းနေရကြောင်းသိရှိရပါတယ်တဲ့အကြမ်းဖက်များ၏အသက်သွေးကြောကိုဖျက်ဖို့ဆိုရင်ပထမဆုံးရွှေမျောရေပေါင်များကိုအရင်ရှင်းလင်းရမည်ဖြစ်ကြောင်းအကြံပြုတင်ပြအပ်ပါတယ်တဲ့ရမဲသိန်းမြို့နယ်ပျော်ဝဲမြို့ကြီးတည်တဲ့လောင်းကစားမြို့တော်ဖာမြို့တော်ကြီးဖြစ်နေပါတယ်ခမရတဲ့ရကင်ကပျော်ဝဲမြို့ကြီး အဘဦးတောင်အေးအုပ်ချုပ်ခဲ့ခြင်းကနဲ့မတူဘူးမြို့ကတော်တော်ပြည့်စည်နေပါပြီအထက်ကလူကြီးမင်းများသိစေရန်ပြည်သူတယောက်အနေနဲ့ဆေးရကိုအကူအညီတောင်းဆိုပြီးတရင်ပေးခြင်းဖြစ်ရပါတယ်တဲ့အားကိုးပါတယ်တဲ့တိုင်းပြည်နယ်လူမျိုးအတွက်အမှန်တရားဘက်တော်သားကြီးအမုန်းခံလူသားကြီးကိုတောင်းဆိုပြရစီဗျာတဲ့ဆေးရကိုဒီနေရာကနေကတော့လိုက်ပါတယ်တဲ့ဆေးရတိုင်းပြည်နယ်လူမျိုးအပေါ်ထာဝရဆောင်းရှောက်နိုင်ပါစီခမရတဲ့နော်အဲ့တော့ဟိုကျွန်တော်ပြောချင်တာကနောက်တော့ဒီကျွန်တော်တို့နောင်ချိုဘက်ပေါ့နော် ။နောင်ချိုဘက်နောင်ချိုဘက်ကတော့ပလောင်တွေကတီအန်အန်နေကျန်းဘက်လက်နက်ကန်တောင်းချမ်းသူတွေကကြောဘွေတော့မကောင်းနိုင်ဘူး။နော်။အခုတက်မတော်ကတော့အမှရာပြင်းတို့တရချိုတို့မှခြားနေတယ်ပြီးရင်ဟိုဘက်ပေါ့ကျွန်တော်တို့ရွှေမော်တော်ပေါ့နော်ရွှေမော်တော်ဘက်မှာလည်းတွေ့နေတယ်။အတီအန်အန်နေကျန်းဘက်လက်နက်ကန်တောင်းချမ်းသူတွေအထိနာစွာနဲ့ပဲဆုတ်ကွာထွက်ပြေးတယ်ကြောဘွေတော့မပါတော့ကိုဘက်ကကောင်တွေကဇွတ်တက်မယ်ဆိုတာကြီးပဲ။ဇွတ်တက်မှာဇွတ်တက်မှာဇွတ်တက်မှာဆိုတာကြီးပဲအဲ့ဒါဘာလို့လဲဆိုတော့တချို့တွေကလည်း အဲ့မှာဒီကောင်တွေကြောပိုးကြီးထဲကနေရွှေတူရွှေတူရွှေသားတွေရတယ်လို့ကြားတယ်ဗျာတိလားတရားနာတွေအကြောင်းဖက်လက်နဲ့ကန်တောင်းချမ်းသူကတော့ဘွားပြက်ပြီးနေတယ်ထင်တယ်နော်စပုံတုံးတော့မယ်နောက်တစ်ခုကတော့ကျွန်တော်တို့တနေ့ကရှင်းညာခဲ့တဲ့နော်98 98တိုင်းကိုရန်သူဝိုင်းနဲ့ပိတ်ဆို့ထားတာဆိုတာအဲ့ဒါကိုအထက်ကတည်င်းအောက်ကကျွန်တော်တို့မြေပုံညွန်းနေတဲ့အထက်ကိုရသမျှတည်င်းနေပို့တယ်လိန်နဲ့မနေ့ကတညလုံးဝုန်းတယ်ဝုန်းတော့ကျတော့ဒီနေ့မနေ့တော့ညိန်သွားတယ်အားလုံးချင်းနေကောင်းတယ်ပေါ့နော်အဲ့လိုပဲပြောရမှာပေါ့ချင်းနေကောင်းတယ်အခုဗမော်ဘက်ကလည်း ်ဘမောကပြွာမှုကြီးပြောင်းတဲ့အဆက်တွေရတယ်လုံးဝကိုယ့်ဘက်ကအခြေအနေကောင်းပါတယ်နော်လိုင်းဘောကမဟုတ်တန်းတရားပြောနေတာတွေကိုပေါ့နော်အဲ့လိုမျိုးမယုံပါနဲ့အခုကစီအရာကကျွန်တော်တို့အဘကကြိုကြီးရလဲရုရှားနိုင်ငံကို အန်တီနဲ့ခရီးထွက်နေတယ်ကျွန်တော်တို့အဘကကြိုကြီးအတွက်ကျွန်တော်တို့နော်ယင်ထဲမှာအဘကကြိုကြီးရဲ့အသွားနေတဲ့ယင်တဲ့မြန်မာနိုင်ငံအလံလေးနဲ့ပေါ့နော်ဘာကကြိုကြီးစီးနေတဲ့ကားလေးကိုကြည့်ပြီးတော့ဒီနေ့မနေ့ပီတိဖြစ်မိပါတယ်ပေါ့နော်အဲ့တော့ကြတော့ တိုင်းပြည်ကစီရေးရကတော့တဖြည်းဖြည်းနဲ့တက်မတော်ကတောက်လျှောက်ပေါ့နော်အောင်ပွဲတွေရရှိလာတော့မှဖြစ်တယ်ပေါ့နော်အဲ့တော့တက်အရှိတန်းရောက်နေတဲ့တက်မတော်သားတွေလည်းစိတ်တက်မကြနဲ့နောက်တန်းကမိသားစုတွေလည်းဖရာတရားနဲ့ကိုယ့်ရဲ့တက်မတော်သားတွေကိုမေတ္တာဖို့ဆူတောင်းပေးကြပါလို့နော်အဲ့ဒါလေးပြောချင်ပါတယ်နောက်တော့ကျွန်တော်အတွက်နဲ့အမ်တောင်းတကုံမှာအမှုဖွင့်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအားလုံးစိတ်မပူပါနဲ့ကျွန်တော်ဇော်ဝင်းကယောက်ျားကောင်းပြည်သားစွာနဲ့ဖြစ်လာတဲ့အရာ အားလုံးကိုရှင်းဆိုင်ဖြေရှင်းနိုင်ဖို့အသင့်ဖြစ်နေပါပြီနော် ဲ့တော့ကျွန်တော်ကဘဒုအမစတင်မတိုက်ခိုက်ခဲ့တဲ့အတွက်ကျွန်တော်ဘယ်တော့မှမကြရှုံးဘူးဆိုတာကျွန်တော်ကိုကျွန်တော်ယုံတယ်เนาะကျွန်တော်တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့တပ်မတော်နဲ့တပ်မတော်သားပြည်သားစုအပေါ်မှာချစ်တဲ့အချစ်ကဓမ္မစစ်အမှန်တရားဖြစ်တဲ့အတွက်ဘယ်လူနဲ့ပဲရှင်ပြန်ရှင်ပြန်ကျွန်တော်နိုင်ပါမယ်เนาะဘာလို့လဲဆိုတော့ဒါကျွန်တော်ကိုကျွန်တော်ယုံကြည်ချက်အပြည့်ထားတယ်ကျွန်တော်မဟုတ်တာမလုပ်ဘူးเนาะကျွန်တော်တော့အလူလဲခံမစားဘူးခွက်လဲမခောက်ဘူးเนาะ ကျွန်တော်ရဲ့အခြေအနေကပြည်ဦးလင်းမြို့မှာရှိတဲ့လူတွေအားလုံးကျွန်တော်ရဲ့အခြေအနေကိုသိကြပါတယ်ပေါ့နော်အဲ့တော့မြမာပြည်အများဆုံးငြိမ်းချမ်းပါစေရှေ့တန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်တွေကင်းချပြီးနောက်တန်းကမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါစေတရားတော်စစ်အမြန်အောင်မြင်ပြီးတော့မှမိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်မဲ့ရက်ကလေးကိုစောင့်ဆိုင်းနေပါမယ်ခင်ဗျာ